တက်အနာသိမိနောက်မှာဌာနဆိုင်ရာယုံတွေနဲ့ဝန်ထမ်းတွေက လူလူကိုဆက်ဆံပုံတွေကမချေမငန်းဖြစ်နေပြီးအကျင့်ပြတ်ခြားစားတာတွေလည်းပိုဆိုးလာတယ်လို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ဂါကန်ရှင်တွေကပြောပြပါဗျာ။တကုံမျိုးသစ်ခရိုင်တရားရုံမှာအမှုရင်ဆိုင်နေရတဲ့ပြည်သူတယောက်ကတော့ရှေ့နေမှာပါပဲတရားရုံစည်းရေးစီမှာအမှုတွဲပါစစ်ဆေးချက်တွေကိုမိတ်ထူဆွဲဖို့တောင်းဆိုရမှာအခကျင်းငွေမပေးမချင်းမလုပ်ပေးကြောင်းနဲ့ကြုံတွေ့ခဲ့ရတာတွေကိုအခုလိုပဲပြောပြပါဗျာ။ အမှုရဲဖိုင်ထဲမှာပါတယ်စစ်စီးထားတဲ့စစ်စီးချက်တွေကိုကျွန်တော်ကမိတူကူရှောက်ခိုင်းတာတရားရုံးစည်းရုံးကိုတွားပြောတာတရားရုံးစည်းရုံးအဲ့မိတူကူရှောက်တဲ့စာမျက်နှာကိုလည်းကြည့်ပေးရမယ်တဲ့ကြည့်ပြန်မစလို့သူပတ်စံပေးရမယ်ပေါ့အဲ့နဲ့ကျွန်တော်ကဒါတရားဝင်ကူးတာပေါ့ဒါတရားဝင်ကူးတာဘာဖြစ်လို့ပတ်စံပေးရမှာလဲပေါ့အဲ့ဆိုရင်လည်းခဏနေဦးဆိုပြီးတော့ပြောပြီးတော့မနေ့ထက်ကနေပြီးတော့ကျွန်တော်ခဏနေခိုင်းလိုက်ဆိုပြီးပြောလိုက်တာနေ့လေ2နာရီ3နာရီလောက်တူလဲဘာမှလည်းလုပ်တာလည်းမဟုတ်ကျွန်တော်ရှင်းနေကိုကျွန်တော်ကပြောလိုက်တယ်အဲ့ကျွန်တော်ရှင်းနေရရောက်လာတော့ အခင်ဗျသူ့ဦးရဲ့ဟိုနည်းနည်းပါပတ်စံမပေးလိုက်ဘူးလားမပေးဘူးလေခေါ်တာခင်ဗျနည်းနည်းပေးလိုက်ရင်လည်းသူလုတ်ပြီးမှာပေါ့ခင်ဗျပယ်မှာပဲဖြစ်ဖြစ်တဲ့ဒီလိုစာရွေးလေးလှန်ကြည့်ဖို့ဆိုရင်တော့မားတယ်ဒီတရားရုံးမှာတဲ့ပတ်စံပေးရတယ်ဆိုပြောကျွန်တော်အဲ့လိုပြောတာဗျာမဟုတ်တရားရုံးမှာအခုကဘာလုတ်လို့ပတ်စံပေးရတယ်နောက်ဆုံးအမှုယုံကြည်လေးဘယ်ချိန်လောက်လဲဆိုတာကိုအဲမရှိလေပြောချင်တယ်လို့လို့မပြောချင်တယ်လို့လည်းပတ်စံပေးမျက်နှာကတမျိုးပတ်စံမပေးမျက်နှာကတမျိုးနဲ့လူလူနဲ့အများဆုံးထိတွေ့ဆက်ဆံနေရတဲ့ဌာနတွေဖြစ်တဲ့တရားရေးလူဝင်မှုကြီးကြပ်ရေးလာဝက်က စီပင်တို့ကအကျင့်ပြတ်ချစားပြီးဝန်ထမ်းတွေရဲ့မချိမငံမှုတွေအများဆုံးကြုံနေရတဲ့အစိုးရဌာနတွေဖြစ်တယ်လို့ပြည်သူတွေစီကနေစုံစမ်းသိရပါတယ်။လာဝကဝန်ထမ်းတွေရဲ့ပြည်သူတွေပေါ်ဆက်ဆံပုံနဲ့အကျင့်ပြတ်ချစားနေတဲ့အကြောင်းစမကတ်လုံရင်ကြုံခဲ့ရတဲ့ကာယကံရှင်ကအခုလိုပဲပြောပါဗျာ။နာမည်အမည်နာမည်မှားတယ်ဆိုပြီးတော့ဖုန်းကြီးလာတယ်မှာအတည့်ရမှားသွားတော့နောက်ရကြပြန်ပြင်ပြီးတော့လုတ်ပေးပါမယ်ဆိုပြီးတော့နှစ်ရက်သုံးရက်နေတစ်ခေါက်ထပ်သွားချိန်တော့မရပြန်မပြရသေးဘူးဆိုပြီးတော့ ဆယ်ရက်လောက်နေတော့တစ်ခါထပ်သွားတော့အဲ့လိုပဲအဆင်မပြေဘူးဆိုတော့ခင်ကနည်းနည်းပါးပါးတော့ပေးလိုက်ပါတယ်နည်းနည်းပါးပါးလက်ပြန်တစ်ခါရမရမယ်အနည်းနဲ့မပူနေတော့လေနေပြီးတော့ပို့ထားပြီးပြီးတယ်ပြန်လာတာနဲ့ရပြီသုံးလေးခါလောက်ရှိနေပြီအဆင်မပြေဘူးကကြိုကြိုတတ်တာအေးအေးဆေးဆေးလေးနဲ့ပြောပြီးတော့နောက်ထပ်တစ်ခါထပ်ပြီးပေးရသေးတယ်ချက်ချင်းရေးပြီးချက်ချင်းအမပေးလိုက်တော့အမသူ့ပေးရလို့ဒီမိတရားကိုသူကလှမ်းပြီးတော့ပြောပြတော့အဲ့ဒီသူမိကဘာပြေးပြီးဘလို့ရေးပေးလိုက်ပြီခါလေးစောင့်နေပါတဲ့အမလှုပ်တော့တော်တော်ကြာကြာပေါ့၃နာရီလောက်တော့စောင့်လိုက်ရတာပေါ့ အနောက်ဆုံးတော့အဲ့တော့ရလာတယ်ပေါ့နော်တော်တော်တော့ပြင်းမမ်းမိခက်ခဲတယ်လောက်လာတာတော်တော်ဘယ်လိုပြောတာလဲစကားပြောတာလဲရည်ရည်ဒီဒီမလေးအရန်တော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 ်ဟိုတန်းကြီးမခံနိုင်လို့ဆိုရန်အောင်ထဖြစ်တယ်မြန်မာနိုင်ငံဟာအာဂတိလိုက်စာမှုတိုက်ဖြတ်ရေးကွန်ဗင်းရှင်းဖွဲ့ဝင်နိုင်ငံဖြစ်ပြီးအာဂတိလိုက်စာမှုတိုက်ဖြတ်ရေးကော်မရှင်ကို2014ခုနှစ်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အစိုးရဌာနတွေပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့အသင်းအဖွဲ့တွေနဲ့ဆက်ဆံရမှာ အဂတိလိုက်စားမှုကြောင့်ရရင်ကော်မရှင်ကိုတိုင်ကြားနိုင်ကြောင်းလည်းသိရပါဗျ။ကျွန်မဝေပါ။